အားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ဒီနေ့ဒီဗီဒီယိုလေးလွှတ်လိုက်ရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့နှစ်ယောက်ရဲ့ channel လေးပေါ့နော် Neon Mien Adventures ဆိုတဲ့ channel လေးကိုမိတ်ဆက်သဘောမျိုးအနေနဲ့ဗီဒီယိုလေးလွှတ်လိုက်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နာမည်ကတော့နေဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်အခုပြောခဲ့သလိုပဲပေါ့နော်ဒီကျွန်မနဲ့ကျွန်မမျိုးသားရဲ့ channel လေးကိုမိတ်ဆက်အနေနဲ့ ူတွေကို share ပေးမှာပေါ့နော်အဒီ channel လေးကဘာလေးတွေတင်မလဲဆိုတာလေးတွေပေါ့နော်အဲ့လိုမျိုးလေးမိတ်ဆက်အနေနဲ့တင်ပြတာဖြစ်ပါတယ်ရှင်ဟုတ်ကျမနာမည်ကတော့အမြင့်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပေါ့နော်အဓိကတော့ပေါ့နော်ကျွန်တော်တို့ဒီ channel လေးကိုပေါ့နော်ဘာတွေတင်မလဲဘယ်လိုမျိုးဟာလေးတွေ share လုပ်မလဲပေါ့နော်စာပြက်လိုမျိုးဟာလေးတွေနည်းနည်းလေးအားလုံးကိုအားလုံးဘယ်လိုမျိုး channel လေးလဲဆိုတာသိလို့ရအောင်မျှဝေပေးချင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နှစ်ယောက်ရဲ့ background လေးကိုလည်းနေငယ်တော့ Facebook ပေး ဟောအားလုံးပဲမင်္ဂလာပါရှင်။เนาะဟောညီမကတော့အပေါ်ရေးစင်းတဲ့အတူအင်ဂျင်နီယာကျောင်းပြီးထားပါတယ်ဗောနော်2019မှာညီမအမျိုးသားရောပဲဗောနော်အာရေးစင်းတဲ့အင်ဂျင်နီယာဖွဲ့ရထားပြီးတော့ဟိုတကယ်လုပ်ဖြစ်တဲ့အခါကျတော့ ID လုပ်ကိုလုပ်ဖြစ်ပါတယ်ဗောနော်အဲ့ဒီအတွက်ကြောင့်ဟိုလောက်တာတော့ဂျပန်မှာပေါ့เนาะဂျပန်မလာခင်အဲ့အတွက်ကြောင့်ဟို ID နဲ့ပတ်သက်တဲ့တင်တဲ့နေရပြီးတော့ဂျပန်စာရပေါ့เนาะ 6လလား7လလားမသိဘူးအဲ့လောက်လောက်ကြာတယ်ဗောနော်6လ7လလောက်ကြာဟုတ်အဲရှီလာလောက်တန်တန်လေးတက်ပြီးတော့ဒီဂျပန်ကိုရောက်လာကြရပေါ့နော်။ညီအောင်လုံးအိမ်မက်လေးတွေရှိကြတာပေါ့နော်။အော်ညီအောင်လုံးစိတ်ပူးကျင်ထားတဲ့ပုံစံမျိုးတက်စားလို့ချင်းတကယ်ဂျပန်ရောက်လာတဲ့အခါမှာကျတော့အများကြီးပဲအခက်အခဲတွေရှိခဲ့ပါတယ်။အဲဂျပန်မှာလိုမျိုးပေါ့ညီအောင်လုံး ID အလုံးလုပ်ခဲ့တာ6နှစ်ညီပါပေါ့နော်။ ID 6နှစ်တာအတော်အတွင်းပေါ့တွေ့ကြုံရတဲ့ဟိုက ဟောမျိုးစုံပေါ့နော်ပြဿနာလေးတွေရှိရဲအဆင်မပြေတဲ့အဖာတွေလည်းအများကြီးလည်းရှိခဲ့ရပေါ့အတ္တိဥစ္စာလေးတွေကိုသိအောင်ဘုဒ္ဓအနေနဲ့ရှေ့ပြီးမေလိုရည်ရွယ်ချက်နဲ့ဒီဗီဒီယိုလေးကိုတင်ရခြင်းဖြစ်ပါတယ်ပေါ့နော်အားကြောင့်မို့စိတ်ဝင်စားရဲဆိုလို့ချင်းဟိုကြည့်ရှုပေးကြပါလို့မေတ္တာရက်ခံပါတယ်ရှင်ဟုတ်ကဲ့ဟိုပါပေါ့နော်အဓိကကျွန်တော်တို့နေ့ရောက်ပေါ့နော်ဂျပန်2019လောက်ကနေစရောက်တာပေါ့နော်အခုဆိုရင်တော့6နှစ်လောက်ရှိပြီပေါ့နော် ဆိုဒီကြားထဲမှာတောက်လျှောက် ID နဲ့ပဲ ID အချင်းရာနေနဲ့ပဲအတမွန်အကြောင်းလုပ်ခဲ့တာပေါ့နော်ဒီကြားထဲမှာကြုံတွေ့တဲ့တက်ခဲတွေလည်းရှိတယ်ပြီးတော့ဂျပန်မှာနေထိုင်တဲ့အတွက်ကြောင့်မလို့ဂျပန်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပေါ့နော်ဥပမာပေါ့နော်ကျွန်တော်ရင်မောင်းလိုက်စင်ဘယ်လိုဖြေမလဲတော့ပြီးတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံတိုင်ရောက်မှာလက်မှတ်ရထိုးတဲ့အခါကျရင်ဘယ်လိုလုပ်မလဲပေါ့နော်ဆိုတော့အစားပြင်အဲ့လိုမျိုးကိစ္စလေးတွေလည်း share ပေးခြင်းပါတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဟာလေးတွေပေါ့ပြီးတော့ကျွန်တော်တို့နေရာ နော်ပြင်နေပါတယ်သွားတယ်ပြီးတော့ခီးလေးပါတယ်သွားတယ်ဆိုရင်လည်းခီးသွားမှတ်နေတဲ့ဗီဒီယိုလေးတွေကိုရိုက်ပြီးတော့တင်ပေးခြင်းပါတယ်ဆိုတော့ခုလက်ရှိနောက်ပြီးတော့ကျွန်တော်တို့ဘောနော်တခြားနိုင်ငံကိုလည်းစူးစမ်းနေတာဖြစ်တဲ့အတွက်အဲ့နိုင်ငံရောက်ခဲ့တယ်ဆိုရင်လည်းအဲ့နိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုလည်းအားလုံးကိုမျှဝေပေးခြင်းပါတယ်ပေါ့နော်ဆိုတော့ အခုပြောခဲ့သလိုပဲပေါ့နော်ညီမတို့တကယ်လို့အပြင်သွားလေတဲ့ခါကျရင်ဟိုဗီဒီယိုလေးတွေရှင်းမယ်ပေါ့နော်အဲ့ခါကျရင်နေရာမျက်စိနောက်တဲ့အချိန်လေးတွေရှင်းချင်းရှင်းမှာပေါ့အဲ့ခါကျရင်လည်းသိခံပြီးကြည့်ပြကြပါလို့တရားရခံပါတယ်ရှင်ပြောလို့မျိုးပေါ့ဒီဂျပန်မှာ ID လုတ်ခဲ့တယ်ဆိုတဲ့အတွက်ကြောင့်အမျိုးဆုံးကြုံတွေ့ခဲ့ရတဲ့ဟာလေးအများကြီးပဲပေါ့နော်အဒီဥစာလေးလည်း share ခွင့်ပေးပါလို့နော် share တဲ့ခါကျရင်လည်းကြည့်ပြအောင်လည်းကြည့်ပြကြပါလို့မိသားရခင်ပါတယ်ရှင်ဟုတ်ဟုတ် ိကတော့ကျွန်တော်တို့ ID နဲ့ပတ်သက်ပြီးပဲအဲ့လိုမျိုးပဲတင်မယ်ဆိုတော့လည်းဆိုင်အစုံပဲပေါ့နော်ကျွန်တော်တို့ဒီညသောအဖြစ်ပေါ့နော်အဓိကပေါ့နော်အားလုံးပဲပေါ့နော်စိတ်ဝင်စားတဲ့အကြောင်းအရာလေးတွေပေါ့နော်ပြီးအားလုံးမသိချင်တဲ့အကြောင်းအရာလေးတွေပြီးအားလုံးအတွက်အကျိုးရှိမဲ့အကြောင်းအရာလေးတွေကိုအဓိကထားပြီးတော့ share ပေးခြင်းပါတယ်ဆိုတော့ဒါကတော့ channel ကျွန်တော်တို့ရဲ့ channel မိတ်ဆက်လေးပေါ့နော်ဆိုတော့ channel နာမည်ကတော့ကျွန်တော်တို့ Neon Mint Adventures ဆိုတဲ့ channel ဖြစ်ပါတယ်ဆိုတော့အားလုံးပဲစိတ်ဝင်စားရဲဆိုရင် Facebook မှာ like နဲ့ follow လေးလုပ်ပေးထားကြပါဘောနော်ကဲ YouTube ကကြည့်နေကြရတဲ့ဆိုရင်လည်း subscribe လေးလုပ်ပေးတော့ကြပါအားလုံးကိုတောင်းဆိုပါတယ်ခင်ဗျဟုတ်ဟုတ်ပါရဲ့ရှင်ကိုပြောခဲ့သလိုပဲဗောနော်ဟိုညီမတို့ video လေးတွေတကယ်လို့အစ်စ်တက်လာတဲ့အခါတိုင်းကြည့်ရအောင်လို့ Facebook မှာဆိုလည်း follow လုပ်ကြပါဗောနော်ဟို YouTube မှာဆိုရင်ဗော subscribe လေးလုပ်ထားဗောအဲ့ခါကျမှတကယ်လို့အစ်စ်လေးတွေတက်လာလို့ချင်း notification လေးတက်အောင်လို့ဗောနော်ဟုတ်ကဲ့ ပြီးတော့ဒီအကိုကဆိုရင်ပေါ့နော်ရန်စကေးပြေးသွားတဲ့လူတယောက်ပေါ့နော်ရန်တော်ရယ်ပေါ့နော်ညီမဒီ IT လောကထဲမှာဂျုံမှုရတဲ့အခြေတဲ့မလိုမျိုးကျွတ်တဲ့လူဆိုတော့တော်တော်ရှားတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ကိုကကြတော့အဲ့ဒီအမမှာတယောက်ဆိုတော့လေဟိုအများကြီးပဲစကေးတွေပြေသွားတယ်ပေါ့နော်သူလောလောဆယ်တဲ့အဲ့လိုမျိုးပေါ့အဲ့ဒီတဲဟိုဟိုဟာပေါ့ဂျာဘာနဲ့တင်နေရဆိုတော့လေအဲကြောင့်မို့ဒီအကိုတကယ်လို့ဟို ိုလောလောဆယ်ပေါ့နော် IT လုပ်နေသူတွေခက်ခဲတွေကြုံတွေ့တဲ့အခါကျရင်တကယ်လို့မသိတဲ့ဟာလေးတွေရှိချင်တယ် Google မှာတော့အများကြီးပဲ ChatGPT တို့အများကြီးပဲ Google ကနေပြီးရိုက်ရှာလို့ရတယ်ဆိုပေမဲ့ဟိုဟိုတကယ်လို့သိချင်တာလေးရှိရင်ဒါမေးလို့ရပါတယ်လို့နော်ပြောချင်ပါတယ်ပြီးလို့ချင် ပေါ့နော်ဟိုအကိုဆိုလို့ချင်းသူက IELTS တွေနှစ်ခါဖြည့်ဖို့တယ် TOEIC တဲ့လိုမျိုးအင်္ဂလိပ်စာမူပွဲတို့ဖြည့်ဖို့တယ်ပေါ့နော်အဲ့ခါကျရင်သိချင်တာလေးတွေရှိရဆိုလို့ချင်းအကိုလာမိလို့ရပါတယ်လို့နော်음ဟုတ်အားလားပါပဲဟုတ်ကဲ့အဲ့လိုမျိုးပေါ့နော်ဟုတ်အတိအကျတော့ပေါ့နော်ဟိုနည်းနည်းဂျပန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆိုရင်လည်းကျွန်တော်နေအောင်လုံးပေါ့เนาะကျွန်တော်ကျွန်တော်မျိုးမျိုးနေအောင်လုံးလာပြီးတော့အဲ့လိုမျိုးမိတ်ဆက်ပြီးတော့မေးလို့လည်းရပါတယ်ပေါ့เนาะ ော်ကျွန်တော်တက်နိုင်တဲ့လောက်လေးပေါ့နော်ကိုယ်စူးစမ်းပြီးတော့ဖြည့်ပေးပါမယ်လို့ဟုတ်ဟုတ်အားလုံးပဲပေါ့နော်အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ကျေးဇူးတင်ပါတယ်လို့နော်ဟုတ်ပြောပြတယ်လို့ like and subscribe လေးပဲလုပ်ပေးပါဟုတ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်